င်ပန်းပွင့်လေးတွေထိုးပြီးပြီဆိုလို့ရှိရင်ဒီတရွက်ကလေးတွေထိုးပါမယ်တရွက်ကလေးဒီတစုံအတွက်ကိုတရွက်လေးရွက်လို့ပါမယ်တရွက်ကလေးကိုလည်းဆီလွန်ချီလေးနဲ့ပဲထိုးထားပါတယ်သူဆီလွန်ချီအစိမ်းလေးသုံးထားပါတယ်အရင်ဆုံး ქვენ ရှော့လေးစားလုံးမယ်ပြန်ရှာလေးလောက်ပြီးပြီဆိုရင်ဖွံ့မီးလေးခုနှစ်ခုထိုးမယ်တဲ့ တော့အေးဟာချောက်ခေါဖမေးခွန်းတစ်ခုထိုးပြီးဆိုလို့ရှိရင်အဲ့နဲ့ကက်ရက်သားတစ်ခုကိုကြော်ပြီးတော့ဒုတိယတစ်ခုကနေတိုင်တိုလေးထိုးပါမယ်။ဒါဆိုရင်ဒုတိယတစ်ခုမှာတိုင်တိုလေးထိုးမယ်။ဆိုရင်အဲ့နဲ့ကက်ရက်သားကိုကြော်ပြီးတော့ဒုတိယတစ်ခုထားတယ်တိုင်တိုလေးထိုးမယ်။ဒါတိုင်တိုထိုးတဲ့ဟာ နောက်ဆုံးတစ်ချက်ထိမထိုးဘဲနဲ့အပ်ပေါ်မှာနှစ်ရစ်တင်ထားတဲ့အထိမှရက်ထားပါမယ်။တိုင်တိုအပိသက်ထိမထိုးဘဲနဲ့တူနီရှန်ထိုးနီးလေးနဲ့ထိုးမှမလို့သူ့ကိုဒီမှာနှစ်ပင်တင်ထားတယ်။အပ်ပေါ်မှာနှစ်ပင်ရှိမယ်။ဒါဆိုရင်နောက်တစ်ခုအတွက်ကိုခြည်ရစ်လိုက်တယ်။ခြည်ရစ်ပြီးသွားရင် သူ့ဖေးအားဖုံမီထဲမှာသွားမယ်။သူ့ဖေးအားဖုံမီထဲကနေပြီးတော့နောက်တစ်ခါခြည်ကောက်မယ်။ဒီဘက်ကတိုင်ရှည်ကိုလည်းအခုဒီမှာ တိုင်းရှည်ယူသလိုယူလိုက်တယ်ယူပြီးသွားပြီဆိုလို့ရှင်ခုအပ်ပေါ်မှာ၄ပင်ရှိတယ်အဲ့ဒီ၄ပင်မှာအဲ့အဖျားပိုက်မှာရှိတဲ့2ပင်ကိုဖြုတ်ပါမယ်တရစ်တင်ပြီးသွားရင်အဲ့အဖျားပိုက်မှာရှိတဲ့2ပင်ကိုဖြုတ်ပါဒါဆိုအပေါ်မှာ3ပင်ကြံပါမယ်အပေါ်မှာ3ပင်ကြံမယ်နောက်တစ်ချိန်တိုင်းရှည်တရစ်တိုင်းလေးထိုးတယ်သူ့ဘေးရဖွင့်ပြီးတဲ့မှာတရစ်တိုင်းရှည်လေးထိုးတယ် တော့အခုအပေါ်မှာ၅ပင်ရှိတယ်အဖျားပိုက်မှာရှိတယ်၂ပင်ကိုတရစ်တင်ပြီးတော့၂ပင်ဖြုတ်တယ်အဲဆိုအလုံး၄ပင်ကျမ်းမယ်ဆိုရင်နောက်တစ်ချိန်တရစ်တိုင်ထိုးတယ်သူ့ဘေးကဖမီမှာတရစ်တိုင်ထိုးတယ်အဖျားပိုက်မှာရှိနေတဲ့နှစ်ပင်ကိုဖြုတ်မယ်။ ်ဆိုအားလုံးမှာ5ပင်ကြံမယ်တင်းနဲ့3လေး5ပင်ကြံမယ်ဆိုရင်နောက်တစ်ချိန်နောက်တစ်ချိန်ထပ်ပြီးတော့တရစ်တိုင်လေးထိုးတယ်အဲ့တော့နှစ်ပင်ကိုအဖျားပိုင်းကနှစ်ပင်ကိုဖြုတ်တယ်ဆိုရင်ဒီမှာ2 4 6ပင်6ပင်ကြံရမယ်ဆိုရင်နောက်ဆုံးတစ်ချိန်တိုင်ရှိထိုးလိုက်တယ်ပင်အဖျားပိုင်းအနှစ်ပင်ကိုဖြုတ်တယ် ။အဲဆိုရင်သူကအလုံး9ပင်ကျန်မယ်။1 2 3 4 5 6 9ပင်။သူ့ပုံမှာ9ပင်ကျန်ရမယ်။ဒါဆိုလို့ရှိရင်သူကဒီပုံစံလေးရဒီ donation မှာပထမဆုံးအောက်မှာဖမီး9တိုင်ထိုးတယ်။ပြီးရင်တိုင်အတူလေးထိုးတယ်။တိုင်တူပြီးရင်တရက်တိုင်ရှိလေး9တိုင်ထိုးမယ်။အဲ့တော့9တိုင်ကိုသူတို့တွေထိုးတဲ့အခါကျလို့ရှိရင် နောက်ဆုံးခြေဖြုတ်တဲ့အထိမထိုးဘဲနဲ့သူ့ကိုဒီတိုင်တန်းပေါ်မှာခြေလေးခြံထားတယ်အဲ့တော့1 2 3 4 5 6ခုခုနှစ်ခုကြာမယ်အခုအပေါ်မှာခုနှစ်ခုနှစ်ပင်ရှိတယ်အဲ့ဒီခုနှစ်ပင်ကိုတစ်ချိန်တစ်ခါခြေရက်တယ်နှစ်ပင်ဖြုတ်တယ်တစ်ခါခြေရက်တယ်နှစ်ပင်ဖြုတ်တယ်တစ်ခါခြေရက်တယ်နှစ်ပင်ဖြုတ်တယ်နှစ်ပင်စီဖြုတ်သွားပါမယ်ခုဒီမှာတစ်ခါချည်တဲ့နှစ်ပင်ဖြုတ်တယ်တစ်ခါချည်နှစ်ပင်ဖြုတ်အာချည်တဲ့နောက်ဆုံးနှစ်ပင်ဖြုတ်တယ် ။ဒါဆိုရင်တရွက်ရဲ့အပေါ်တချမ်းရမယ်။ပေါ်တချမ်းရပြီဆိုလို့ရှိရင်ဒါတရွက်ရဲ့အလဲရိုးတန်ဆိုတော့အလဲသူ့ကိုအပေါ်ပြောင်းမြန်ပြန်လှန်လိုက်မယ်။တစ်ဖက်ကိုလှဲလိုက်မယ်။တပတ်လဲလိုက်ပြီးဆိုလို့ရှိရင်ဒီအလဲပေါ်မှာလိုက်ပြီးတော့ထိုးမယ်။ဒါတော့ပထမဆုံးတွေ့တဲ့အတိုင်းမှာသွားပြီးတော့တိုင်တိုလေးထိုးမယ်။တိုင်တိုလေးအဲဆိုနှစ်ပင်ထားရမယ်။နောက်ထပ် သူ့ရဲ့ဘေးရတိုင်မှာတရစ်တင်ပြီးတော့သူ့ဘေးရတိုင်မှာသွားတယ်တရစ်တိုင်လေးဒီလိုဆွဲတယ်ဟိုအပ်ပေါ်မှာ၄ပင်ရှိတယ်တရစ်တင်ပြီးတော့အဖျားနှစ်ပင်ကိုဖြုတ်တယ်ဆိုရင်သုံးပင်ကြမယ်ခုနကဟိုဘက်ကတရွတ်မှာထုတ်ခဲ့သလိုပဲတရွတ်ရဲ့ဒီဘက်ပထမအချက်မှာထုတ်သလိုပဲလိုက်ထုတ်ပါမယ်

မပင်ကျန်တဲ့အထည်ကိုဖြုတ်သွားမယ်။ပြင်ဒါနောက်ဆုံးပင်ဖြုတ်လိုက်မယ်။ဖြုတ်လိုက်တဲ့ဆိုလို့ရှိရင်အခုဒီတက်ရွက်ကလေးရပါမယ်။အဲဆိုတက်ရွက်ကလေးကိုအားလုံးစုစုပေါင်း၄ရွက်ထိုးပါမယ်။ဆိုတော့နောက်ဆုံးဖော်မီလေးတစ်ချက်ထိုးပြီးတော့ချီရှိရှိလေးဖြုတ်မယ်။ချီရှိရှိလေးဖြတ်ပြီးတော့ဒီအနားလေးကိုတိမ့်ပါမယ်။ဆိုတော့ဒီကျိုးလေးကိုဒီတက်ရွက်အထဲထဲမှာတိမ့်ပြီးတော့ ထားလို့ရပါပြီ။ဒါဆိုလို့ရှင်တော့သူ့ကိုတရွက်လေးရွက်ထားပြီးသွားပြီဆိုရင်ပန်းပွင့်လေးတွေနဲ့နှစွဲကွင်းလေးမှာကပ်ပြီးတော့တုံးလို့ရပါပြီ။ to do. तो और मक्का पिलाता हूँ यावावी